ဘဝမှာပါပဲလှုပ်လှုပ်အန္တရာယ်ရှိတယ်။အန္တရာယ်အရှိဆုံးတစ်ခုကတော့ဘာမှမလှုပ်ခြင်းပဲ။အဲ့တော့ကိုကအခုဘာမှလှုပ်မနေဘူး။ဘာမှကြိုးစားမနေဘူးဆိုရင်တိတ်ကိုအန္တရာယ်ကြီးနေပြီဆိုတာကိုမမေ့ပါနဲ့။ဒါကြောင့်မလို့လှုပ်ရှားရှိကြပြီကိုလှုပ်ပါအခုချက်ချင်းထားလို့ပါ။ကိုရဲ့နောက်ထပ် level တစ်ခု တက်မယ်ဆိုတိုင်းကိုယ့်ရဲ့ဘဝကနေကိုယ့်ကိုမတူတော့တဲ့လူတစ်ယောက်အဖြစ်တောင်းဆိုလိမ့်မယ်အဲ့တော့ကိုကအရင်ကနေမတူတော့တဲ့လူတစ်ယောက်ဖြစ်ပြီဆိုရင်တော့နောက်ထပ် level ထိုးတက်နိုင်လိမ့်မယ်အမြဲတမ်းဒီပုံစံအတိုင်းပဲနေနေမယ်ဆိုရင်တော့နောက်ထပ် level တက်မှာမဟုတ်ဘူးပထမဆုံးတော့ခြေနှံကိုသာယုံကြည်မှုအပြည့်နဲ့အာရုံစိုက်ပါ လေကားတို့ဒီအားလုံးကိုကြည်ပြီးတော့မှစိတ်ကျင်းမနေပါနဲ့ဘဝမှာဘာပဲလုပ်လို့ပထမဦးဆုံးခြေလမ်းကတိတ်ကိုအရေးကြီးလို့ပဲလူတော်တော်များများကအောင်မြင်ခြင်းဆိုတာကိုလေ့လာကြတယ်ဒါပေမဲ့လူနေနေတာလဲကြခြင်းဆိုတာကိုလေ့လာကြတာဒီတော့လဲကြခြင်းရှုံးနေခြင်းဆိုတာကိုလေ့လာပါတိတ်ကိုအရေးကြီးတယ် ဘဝအတွက်တည်ယူရမယ့်ကျမ်းတမ်းနဲ့သင်္ကန်းစာတစ်ခုရှိတယ်။အဲ့ဒီသင်္ကန်းစာကတော့လူတိုင်းကိုကောင်းစားတာကိုမမြင်ချင်ဘူးဆိုတာပဲ။လူတချို့သာလေကိုကောင်းစားတာကိုပျော်ရွှင်တာကိုအောင်မြင်နေတာကိုမြင်ကျင်ကြတာ။လောကမှာပျော်ရွှင်မှုဆိုတာလည်းမရှိဘူး။မပျော်ရွှင်မှုဆိုတာလည်းမရှိဘူး။ဘာပဲရှိနေဆိုတော့ အခြေအနေတစ်ခုမှာတစ်ခုနဲ့တစ်ခုနိုင်ရှင်ခြင်းဆိုတာပဲရှိတယ်။ကောင်းတဲ့မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအလုံးကိုကိုကကြိုတင်လေ့ကျင့်နေပြီ။ကြိုတင်ပြင်ဆင်နေပြီဆိုရင်တော့အချိန်ဖြုံးနေတာပဲ။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ကောင်းတဲ့မှာ အချိန်နဲ့အမျှမတူညီတဲ့အတွေးတွေမတူညီတဲ့အခြေအနေတွေပေါ်နေမှာမို့လို့ပဲ။တိတ်ငယ်တဲ့ယုတ္တရှင်ကဘဝကိုပျော်ရွှင်ခံစားဖို့အတွက် လုံလောက်စီသိငယ်ရဲ့ဉာဏ်ပညာကတော့အမှားတွေကိုရှောင်နိုင်ဖို့အတွက်လုံလောက်တယ်ခက်ခဲတဲ့အခြေတွေက သူရဲကောင်းတွေကိုမွေးထုတ်ပေးတာမဟုတ်ပါဘူးခက်ခဲတဲ့အခြေတွေမှာကိုယ်တွင်းမှာရှိတဲ့သူရဲကောင်းကထွက်ပေါ်လာတာပါဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျှတာဖြစ်ပါတယ်ကျွန်တော်ရေဒီယိုနဲ့မိတ်ဆွေတွေဟာလည်းဒီတနေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါရစေ။ကျွန်တော်ကတော့ကိုညာလေးအောင်ပါ။